ဝေယဘပွဲတွေဝင်မကစားရတဲ့အပေါ်မှာခွင့်အမေးရရယူဖို့ကစားမတွေကိုတိုက်တွန်းလိုက်တဲ့ Amorin ပရိသတ်တော်လည်းမြင်လာများ Manchester Football ဆောင်ကနေမျိုးပြန်လေးကြိုလဲပါရင် Robin Amorin ရဲ့ Brighton နဲ့ပွဲပြီးမှာပြောခဲ့တဲ့စကားတွေဟာ Manchester United လည်းရှိရသည်စွမ်းဆောင်ရည်ကပြီးခဲ့တဲ့ရာသီကထက်ပိုမိုကောင်းမွန်လာတယ်လို့ဆိုလိုချင်ပုံရပါတယ် United လည်းရှိချေစွမ်းဟာပိုမိုကောင်းမွန်လာတဲ့အကြောင်းမျိုးမျိုးနဲ့မှာကစားမအသစ်တွေရဲ့ပါဝင်မှုတပတ်လုံးလေ့ကျင့်အပြည့်အဝလုပ်နိုင်မှုနဲ့ ။အရောပပြိုင်ပွဲမှာမပါဝင်ရတာကြောင့်ပုံမအောင်ဆိုင်နိုင်မှုတွေကိုအမရင်ကအသားပေးပြောဆိုထားပါတယ်။အမရင်စကားတွေကိုပြန်ပြီးတော့ဖောက်တယ်ချပေးရမယ်ဆိုရင်ဟုတ်တယ်တရားစီစာကလေးကကျွန်တော်တို့အသိဟာပြီးခဲ့တဲ့နှစ်ကတည်းကပိုကောင်းကစားလာနိုင်ခဲ့ပါတယ်။ကျွန်တော်ရဲ့ကစားဘုံနဲ့ပို့ပြီးတော့အကင်ကြီးနဲ့မတူညီတဲ့ကစားမတွေကိုလည်းရရှိထားပါတယ်။ဒါပေမဲ့အကြီးမားဆုံးခြားနာချက်ကတော့တပတ်လုံးလေးချင်းရင်အပြည့်လုံးနိုင်တာပဲ။ဘာလဲဆိုတော့ကျွန်တော်တို့ကဥရောပပြိုင်ပွဲကိုကစားတဲ့အခါဥရောပပြိုင်ပွဲကအသင်းတွေဟာအရင်ကခက်ခဲတဲ့အသင်းတွေပါ။ ပြိုင်ပွဲတွေကပြင်းလဲပြင်းထန်ပါတယ်ပြီးတဲ့ရာသီကကျွန်တော်တို့ဟာအဲ့ဒီအရာတွေကိုခန်းစားခဲ့ရတယ်တပတ်ကိုပွဲစဉ်တွေပဲပဲကြံရတာဟာကျွန်တော်တို့အတွက်ကြီးမားတဲ့တက်ရောက်မှုတွေရှိပါတယ်ဒါကိုကျွန်တော်တို့အနေနဲ့တက်နိုင်ဆုံးအကျိုးရှိရှိအသုံးချဖို့လိုအပ်ပါတယ်ဆိုပြီးတော့ဖြစ်ပါတယ် MOS ကားတွေကိုအခြေခံပြီး United ရဲ့လက်ရှိရာသီစွမ်းဆောင်ရည်ကိုကြည့်အသင်းဟာဒီအာသီပရီးမီးယားလိမ်မှာကိုယ်ဝဲကစားပေးချိန်မှာအနိုင်၅ပွဲသေတပွဲနဲ့၃ပွဲရှုံးအဆင့်၅နေရာမှာရည်တည်နေပါတယ်။ဒါ့အပြင် MOS ကသူ့ရဲ့ကစားပုံနဲ့ပုံမကိုင်းညီရဲ့ကစားမတွေရရှိထားတယ်လို့ဖော်ပြခဲ့ပါတယ်။၂၀၂၅ရာသီပြောင်းရှိမှာ United ဟာ Ambomo Shekko, Konya Lesman တို့လိုကစားမတွေကိုခေါ်ယူထားခဲ့ပါတယ်။ရာသီအစပိုင်းမှာရုန်းကန်ရပါပေမဲ့ဒီပြည့်နဲ့ MOS ရဲ့၃-၄ကစားကွက်နဲ့ပုံမကိုင်းညီရဲ့အသင်းဖွဲ့စည်းပုံကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ ီလောက်ကစားမသစ်တွေရဲ့ပါဝင်မှုကအမော်ရင်းရဲ့နီးပြွားကိုအကောင့်ထဲပေါ်ရမှာအထောက်အကူဖြစ်စေခဲ့ပါတယ်။အမော်ရင်းကတပတ်လုံးလေးချင်ရင်ပြေးဝလုံနိုင်တာကိုအဓိကအားသာချက်ဖြင့်ဖော်ပြခဲ့ပါတယ်။အမော်ရင်းကတပတ်လုံးလေးချင်ရင်ပြေးဝလုံနိုင်ခဲ့တာကိုအဓိကအားသာချက်ဖြင့်ဖော်ပြခဲ့ပါတယ်။2024နဲ့25ရာသီမှာ United ကဥရောပပြိုင်ပွဲတွေပါဝင်ကစားခဲ့ရပြီးတပတ်အတွင်းပွဲစဉ်များစွာကစားရတာကြောင့်လေးချင်ရင်ချိန်နှဲပါခဲ့ပါတယ်။ ဒါ MRI ရဲ့နေပြည်တော်ကိုအသင်းမှာထည့်သွင်းဖို့အခက်အခဲဖြစ်စေခဲ့လို့ဆိုလို့ကြေမုံရပါတယ်။ဒါပေမဲ့2025-26ရာသီမှာ United ဟာဥရောပပြိုင်ပွဲတွေမှာပါဝင်ကစားခွင့်မရှိတာကြောင့် MRI အနေနဲ့သူ့ရဲ့3-3ကစားကွက်ကိုအသင်းမှာပုံမထည့်အောင်စွာထည့်သွင်းနိုင်ခဲ့ပါတယ်။ ။ဥပမာ Brighton နဲ့ပွဲမှာ United ရဲ့၄ဂိုး၂ဂိုးနဲ့အနိုင်ရလက်ဟာ Emery ရဲ့နေပြည်တော်ပိုင်းဆိုင်ရာပြင်ဆင်မှုရဲ့ရလက်ဖြစ်ပါရီ။ဒီဘက်မှာ United ဟာဘောလုံးပိုင်ဆိုင်မှုတာစီကနေကစားနိုင်ခဲ့တယ်လို့ဒီအာဒီမှာချင်းဆွာအနေနဲ့ Brighton ကိုဘလို့မှမလှန်နိုင်အောင်ဥချိုးပြထားနိုင်ခဲ့ပါရီ။ဒီလိုဆွမ်းဆောင်ရေးကိုတပတ်လုံးလေ့ကျင့်ရင်အပြေအဝလုံနိုင်မှုကြောင့်ရရှိခဲ့တာလို့ Emery ကယုံကြည်ပြီးဒါအသည့်ရဲ့နေပြည်တော်ကိုကစားမအနေနဲ့အံဝင်အောင်ကြိုးစားဖို့အချိန်ပိုရရှိခဲ့တာကြောင့်လို့ Emery ကလက်ခံထားပါရီ။ MRI ကဥယျာမပြိုင်ပွဲတွေမှာပါဝင်ရတာက United အတွက်အကျိုးရှိရလို့ဖော်ပြခဲ့ပါတယ်။2024 25ရာသီမှာ United ဟာဥယျာပါလီမှာပါဝင်ကစားခဲ့ရပြီးတပတ်အတွင်းပွဲစဉ်များစွာကစားရတာကကစားမရရဲ့ပွဲပန့်မှုကိုဖြစ်စေခဲ့ပါတယ်။ဒါအသင်းရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေခဲ့ပြီး MRI ရဲ့နီးပြာကိုအပြေးဝအကောင့်ထဲပို့ဖို့ခက်ခဲဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့2025 26ရာသီမှာ United ဟာဥယျာပါပြိုင်ပွဲတွေမှာပါဝင်ကစားခွင့်မရှိတာကြောင့်တပတ်လုံး Premier League ပွဲစဉ်တွေကိုပဲအာရုံစိုက်နိုင်ခဲ့ပါတယ်။ဒါ MRI အနေနဲ့သူ့ရဲ့3-3ကစားအကွက်ကိုကစားမရရဲ့အံဝင်အောင်ကြိုးစားဖို့အချိန်ပိုရရှိစေခဲ့ပြီးအသင်းရဲ့စီးလုံးညီညွတ်မှုနဲ့ င်ကစားပုံကြီးငြိမ်မှုကိုတိုးတက်စေခဲ့ပါသည်။ အမော်ရီရဲ့၃လေး၃ကစားကွက်ဟာ United ရဲ့တိုက်စင်းတဲ့ခန်းစစ်ကိုမျှတစွာထိန်းချိပေးနိုင်တဲ့ပုံစံဖြစ်ပါရင်ဒီကစားကွက်ဟာကွင်းလယ်မှာဘောလုံးထိန်းချုပ်မှုကိုဦးစားပေးပြီးတောင်ပံကစားမားတွေရဲ့အမြန်နှုန်းကိုအသုံးပြုပြီးတော့တံမြင်တိုက်စစ်ကိုဖန်တီးပေးပါရင်အချောအမြင်ပြောမယ်ဆိုရင်အမော်ရီရဲ့စကားတွေဟာသူ့ရဲ့အသင်းပေါ်ယုံကြည်မှုနဲ့ရေရှည်အောင်မြင်မှုအတွက်အာရုံစိုက်မှုကိုပြသပါရင်ဒါပေမဲ့ပရီးမီးယားလိဂ်ရဲ့ပြိုင်ဆိုင်မှုပြင်းထန်မှုကိုရင်ဆိုင်ဖို့ဆိုရင်အမော်ရီအနေနဲ့သူ့ရဲ့ကစားကွက်ကိုပြိုင်ဘက်တွေအပေါ်ပုံစံမူတည်ပြီးတော့ပြောင်းလဲမှုတွေလှုံ့ဆော်ပေးဖို့လိုအပ်အောင်မှဖြစ်ကြောင်းပါအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ